အသက်ကိုညံဆောင်ပါတယ်တယောက်နဲ့တယောက်ဖေးမှကူညီကြပါအခုလိုအခြေအနေမှာ life မပြောခြင်းလဲဗမာပြည်ကပြောရတယ်ဗမာပြည်ကသူများနိုင်ငံတွေလိုရိုးရိုးသားသားတစ်ခုမှမရှိဘူးဗမာပြည်မှာကအမြဲတမ်းပယောဂတွေပယောဂတွေပယောဂတွေရှိတယ်ဒီတော့အခု live ပြောရင်တောင်မှအရင်ကြည်နေတဲ့သူတွေမကြည်နိုင်တော့တဲ့သူတွေရှိတယ်ကြည်နိုင်တဲ့သူတွေရှိတယ်ဒီလိုမျိုးတွေဖြစ်နေတဲ့အခါကျတော့ ဟန်နီမေးအကုန်လုံးကြေကွဲရတဲ့အခြေအနေပဲဘမပြီးအခြေအနေကအကုန်လုံးကြေကွဲရတယ်ခင်ဗျားတို့ထေးနေသလိုအာသူတို့ဖြစ်တယ်ငါတို့ဖြစ်တယ်ငါနဲ့မတည့်တဲ့လူတွေငါမကြိုက်တဲ့သူတွေအဲ့ဒီဟာတွေနဲ့မဆိုင်ဘူးဘမပြီးရဲ့အနှိတ်ထာယုံကလူတိုင်းကို အကုန်ရိုက်ခတ်တယ်ဘမပြီးမှာဖြစ်နေတဲ့အနှိတ်ထာယုံတွေအကုန်လုံးဘမပြီးမှာဖြစ်ပြတ်နေတဲ့အသေးပြောက်တွေအပြည့်အစည်တွေအကုန်လုံးကလူတိုင်းကို ရိုက်ခတ်တယ် လူတိုင်းမြင်နေရတွေ့နေရတဲ့ဟာတွေအကုန်လုံးကဘာတစ်ခုမှကြားရစရာမြင်ရစရာမရှိဘူးအခုအချိန်ထိလည်းကျွန်တော်ပြောရဲတယ်မန္တလေးတို့เนาะဖြစ်တဲ့နေရာတွေမှာမြေအောက်မှာပိတ်မိပြီးတော့ကဲပါယူပါတစားစားအောနေတဲ့သူတွေလည်းအခုအချိန်ထိရှိသေးတယ်ကျွန်တော်တို့အပြင်းမာနေတဲ့သူတွေကစိတ်မကောင်းတာတွေကြေကွဲတာတွေကလွဲပြီးကျွန်တော်တို့လည်းဘာမှမတတ်နိုင်ဘူးဘာမှမလုပ်နိုင်ဘူးသို့တော့ သို့တော့ကျွန်တော်ဒီနေ့စိတ်မကောင်းစွာနဲ့ကျွန်တော်ပြောတာဗမာပြည်ဟာရိုးရိုးသားသားသွားလို့ရတဲ့နိုင်ငံမဟုတ်သို့တော့ဗမာပြည်ဟာရိုးရိုးသားသားသွားလို့ရတဲ့နိုင်ငံမဟုတ်မနေ့တော့ကဗမာပြည်မှာငလျင်နေဖြစ်တယ်ရှမ်းပြည်မြောက်ပိုင်းကချင်ပြည်နယ်မှာစစ်တပ်ကဘုံကျဲတာဘုံကျဲနေတော့ဒါခင်ဗျားတို့ပြောပြကြင်တာကအကုန်လုံးကနိုင်ငံရေးနဲ့ဆိုင်နေတယ် ဖြစ်တဲ့သူတွေဒုက္ခရောက်တဲ့သူတွေကြေကွဲနေတဲ့လူတွေဒါဟာကိုကိုတတ်နိုင်တယ်လို့ကိုကူညီကိုချင်းစာတရားထားဒါပေမဲ့ပြဿနာဖြစ်နေတာကဒီငလျင်ကြီးဖြစ်သွားတဲ့ဟာကဘသူအတွက်အကျိုးပိုရှိမလဲဘသူအတွက်ပိုပြီးတော့အထောက်အကူတွေဖြစ်မလဲငါတို့တော်လှန်ရေးဘက်ကိုဘလောက်ထိခိုက်နစ်နာနိုင်မလဲအကုန်လုံးကျွန်တော်တို့ဒီ စစ်တပ်ကိုစန့်ကျင်တော်လှန်နေတဲ့သူတွေကသေးသေးချာချာတွက်ချက်ထားဖို့လိုတယ်အဲ့အချိန်မှာအကုန်လုံးကပြောလိုက်မယ်ခမားတို့ပြောနေသလိုခမားတို့ဝမ်းနေနေသလိုကျွန်တော်ပိုဖြစ်တယ်ကျွန်တော်တို့မှာဆွေမျိုးသားချင်းလည်းရှိတာမဟုတ်ဘူးကျွန်တော်တို့တွေကျွန်တော်တို့မိသားစုဆိုလို့ချင်းကျွန်တော်တို့ကမိတ်ဆွေတငယ်ချင်းအပေါင်းအသင်းတွေကို ကိုဆွေမျိုးအရင်နေလို့ကိုမိဘလို့သဘောထားပြီးတော့ကြီးပြင်းလာကြရတဲ့သူတွေပြောလို့ရှိရင် ကျွန်တော်တို့မိသားစုတွေတော်လှန်ရေးသမားတွေရဲ့မိသားစုတွေဆိုတာဗမာပြည်သူတွေရဲ့မေတ္တာနဲ့ဗမာနိုင်ငံသားတွေရဲ့မေတ္တာနဲ့ကျွန်တော်တို့တွေကအသက်ရှင်ခဲ့ကြရတာကျွန်တော်တို့တွေက အားယူခဲ့ကြရတာကျွန်တော်တို့တွေကဘဝကိုရည်တည်ခဲ့ကြရတာကျွန်တော်တို့တွေဒီလိုမျိုးရင်ဆိုင်လာခဲ့တဲ့အခါမှာဗမာပြည်သူပြည်သားတွေဒီလိုမျိုးပျက်စီးတာတွေသေကျေတာတွေဒုက္ခရောက်တာတွေအရှင်လက်လက်မြေမြုပ်ခံရတာတွေဒီလိုမျိုးအနှိမ့်ချုံတွေဖြစ်နေလို့ရှိရင် ကျွန်တော်တို့မိသားစုတွေခံစားရတာခံစားရတယ်လို့မျိုးထက်ကိုကျွန်တော်တို့ပိုးခံစားရတယ်သို့တော့ငလျင်ရငလျင်ပဲငလျင်ရငလျင်ပဲဒီငလျင်ကိုအတုံးချပြီးတော့အာနာသိမ့်ထားတဲ့စစ်တပ်ကဘလို့အခွင့်အရေးတွေယူမလဲဘလို့တွေတီဆောက်မလဲကျွန်တော်တို့ကလူမှုကိုငဲ့ညာပြီးတော့ အပြည့်ခက်ရစဲရည်တွေလုပ်မယ်ကျွန်တော်တို့တွေကဆွေးနွေးမယ်ဆိုလို့ရှိရင်ကျွန်တော်တို့ဗမာနိုင်ငံသားတိုင်းသူပြည်သားတွေဘလောက်ပို့ပြီးတော့ဒုက္ခရောက်မလဲဒီတော့ပြောစရာတွေကဖြစ်လာခင်ဗျားတို့အမြဲတမ်းပြောတဲ့စကားရှိတယ်ခင်ဗျားတို့အမြဲတမ်းပြောတဲ့စကားကဘာစကားလဲဆိုတော့တရုတ်ပြည်ဟာအိမ်ကြီးချင်းဖြစ်တဲ့အတွက်ပြောင်းလို့ရွှေ့လို့မရဘူးတဲ့နိုင်ငံရေးသမားတွေပြောတဲ့စကားရှိတယ် တရုတ်ပြည်ဟာအိမ်နီးချင်းဖြစ်တဲ့အတွက်ဘတော်မှပြောင်းလို့ရွှေ့လို့မရဘူးတဲ့ဗမာပြည်ကလည်းငလျင်ကျောပေါ်မှာရှိနေတဲ့အတွက်ဘတော်မှပြောင်းလို့ရွှေ့လို့မရငလျင်နော်ဗမာပြည်ဒီလဲငလျင်ကျောရဲ့အထက်မှာရှိတဲ့အတွက်သခိုင်းပြည့်ရွေတို့ဘကိုးပြည့်ရွေတို့မင်းကွန်ပြည့်ရွေတို့ဒီလိုမျိုးပြည့်ရွေတွေအပေါ်မှာရှိနေတဲ့အတွက်ဗမာပြည်ကလည်းပြောင်းလို့ရွှေ့လို့မရသို့တော့ ဒီလိုပြောင်းလို့ရွှေ့လို့မရတဲ့နိုင်ငံကြီးမှာတိုင်းပြည်အပေါ်မှာစေတနာရှိတဲ့ပြည်သူလူထုအပေါ်မှာစေတနာရှိတဲ့အစိုးရတွေပေါ်လာမှဒီနေ့ခမားတို့ကျွန်တော်တို့မြင်ရတဲ့အနိဋ္ဌယုံမြင်ငွင်းတွေအသွေးအပြောက်တွေအရှင်လက်လက်မြေမျိုးခံရတာတွေဒါတွေကိုကျွန်တော်တို့ကကာကွယ်နိုင်မှာအစိုးရကောင်းကောင်းရှိတော့မှဒီအစအဦးကတော့ဥပဒေနဲ့ညီတယ် ဒီအဆောက်ဦးကတော့တဘာဝပတ်ဝန်းကျင်နဲ့ညီးတယ်ဒီအဆောက်ဦးကတော့ဒီလိုဆောက်ရမယ်ဆိုတဲ့ဟာတွေအကုန်လုံးကိုလက်ပေးလက်ယူကင်းကင်းနဲ့အရေးအသွေးရှိရှိနဲ့စောင့်တိုင်းမှအခုလိုမျိုးနော်မမြင်ရက်เสียမကြားရက်เสียမတွေ့ရက်เสียဒီလိုဟာမျိုးတွေကိုကျွန်တော်တို့ကရှောင်နိုင်မှာဒါကြောင့်မလို့ဆရာနာရှင်စနစ်ကိုကျွန်တော်တို့ကတိုက်ဖို့လိုတယ်ဆရာနာရှင်ကအခုနိုင်ငံတကာကအကူအညီပေးတော့ ိုင်ငံတကာကအကူအညီပေးတော့မယ်တကဘာလုံးကို အကူအညီဖြတ်နေတဲ့အမေရိကန်တော်မှဗမာပြည်ကိုကူညီရမယ်ဟေ့ရုရှားကလည်းကူညီရမယ်ဟေ့အိန္ဒိယကလည်းကူညီရမယ်ဟေ့ဥရောပကလည်းကူညီရမယ်ဟေ့ထိုင်းကလည်းကူညီရမယ်ဟေ့ကျွန်တော်တို့နိုင်ငံကိုအခုချိန်မှာကူညီပြီဆိုလို့ရှိရင်ဘု து ကိုကူညီမှာလဲဟာပြောထားကြတယ်ဗမာပြည်ရဲ့80ရာခိုင်နှုန်းကိုတင်ထားပြီး90ရာခိုင်နှုန်းကိုတင်ထားပြီး ခမားတို့ကခမားတို့80ရာခိုင်နှုန်းပဲသိမ်းထားတယ်ဗဇက်ကဘလောက်ပြောပြော90ရာခိုင်နှုန်းသိမ်းထားတယ်ဘလောက်ပဲပြောပြော96ရာခိုင်နှုန်းဘလောက်ပဲသိမ်းထားတယ်ပြောပြောကျွန်တော်တို့တော်လန်ရေးက PDF ရဲဘော်တွေတိုင်းရင်းသားတော်လန်ရေးအဖွဲ့အစည်းတွေနော်ကျွန်တော်တို့ရဲ့ PDF လူငယ်တွေတိုင်းရင်းသား EAO အဖွဲ့ကလူငယ်တွေဘလောက်ပဲကူညီကူညီချင်းအခုဖြစ်နေတဲ့နေရာကစစ်တပ်ကထိ ंछ ုတ်ထားတဲ့နေရာတွေဒီတော့ နိုင်ငံတကာကစစ်တပ်ကိုအသေးမှမပြုကျင်လဲလူသားချင်းစာနာဖို့အတွက်ကြရေးစစ်တပ်နဲ့ပဲဆက်ဆံရမယ်ဥပမာချင်းပြည်နယ်မှာဟိုချင်းကြီးနောင်ဖွဲ့ကတိမ့်ထားတယ်ရခိုင်ပြည်နယ်မှာအေးအေးကတိမ့်ထားတယ်ဒါပေမဲ့အခုငလီလှုပ်သွားတဲ့ဟာကိစ္စသည်ချင်းပြည်နယ်မှာမဟုတ်ရခိုင်ပြည်နယ်မှာမဟုတ်ဘူး ကချင်းပြည်နယ်မှာမဟုတ်ဘူးဗမာစစ်တပ်ထိန်းချုပ်ထားတဲ့နေရာမှာဖြစ်တယ်လူဦးရေအများဆုံးကလည်းဗမာစစ်တပ်ထိန်းချုပ်ထားတဲ့နေရာမှာဖြစ်တဲ့အခါပုံမှန်လေးလေးပြောချင်တာကကျွန်တော်တို့အတိုက်ခံနေနိုင်ငံတကာမှာထတ်ရှုံအောင်မလားဒီအကူအညီတွေကိုငါတို့ကိုပေးပါငါတို့ကိုပေးပါဆိုပြီးတောင်းနေရင်လေတကယ်အခက်အခဲဖြစ်နေတဲ့ပြည်သူပြည်သားတွေလက်ထဲကိုအချိန်နောက်ကျပြီးမှရောက်မဲ့အနေအထားအဲ့တော့ ဖြစ်ခဲ့တာလဲဖြစ်ပြီဖြစ်ခဲ့တာလဲဖြစ်ပြီဖြစ်နေတယ်လဲဖြစ်နေပြီအဲ့တော့ပြည်သူလူထုအကုန်လုံးကပါသိဖို့လိုတယ်ဗဇက်တွေနဲ့ပဲရှောက်ပြောမနေတော့ဘဲနဲ့ကိုလှုပ်ရမယ့်အလုပ်ကို ပြန်လဲတီဆောက်ရေးကိုလဲလှုပ်ကဲတီရေးတွေလဲလှုပ်ကိုလှုပ်တဲ့အလုပ်ကိုလဲကိုလှုပ်အဲ့လိုမဟုတ်ဘဲနဲ့ဟာဒီမှာဖြစ်နေတယ် ဒီလိုမျိုးကျွန်တော်တို့ကဟိုလူငယ်ဒီလူငယ်ဒီလူငယ်ဟိုလူငယ်ဟိုလူဆောင်ဒီလူဆောင်ဒီလူဆောင်ဟိုလူဆောင်လုပ်နေလို့ရှိရင်ကျွန်တော်တို့နိုင်ငံကြီးရဘလို့မကိုအဖတ်ဆယ်လို့မရတဲ့အနေအထားဖြစ်မယ်နိုင်ငံတကာအပိုင်းဝိုင်းကကျင်းနေတယ်အခုစစ်တပ်ကိုပဲဆက်သွယ်မှာနိုင်ငံတကာအပိုင်းဝိုင်းကစစ်တပ်ကိုပဲဆက်သွယ်မှာစစ်တပ်ကကောင်တွေကလည်းတကယ်အကူအညီရရရင် ူတို့အပြစ်အစီဖြစ်နေတဲ့နေပြည်တော်ကိုပြပြီးတော့ပဲနေပြည်တော်မှာပဲအဲ့အကူအညီတွေအကုန်လုံးကရောက်မဲ့ကိစ္စမန္တလေးမှာလည်းအပြစ်အပဲစကိုင်းမှာလည်းအပြစ်အပဲဒီတော့ကျွန်တော်ပြောချင်တာအခုလိုမျိုးကျွန်တော်တို့အခက်အခဲတွေဖြစ်နေတဲ့အချိန်အနေမှာကိုယုံကြည်တဲ့နော်ကိုယုံကြည်တဲ့ကိုဘာသာကိုဟာကိုကိုကိုွယ်ကိုဟာကိုလှုပ်သို့တော့ဘာသာရေးတွေမပါဘဲနဲ့ဒီလိုမျိုးဖြစ်ရတဲ့ဟာက ငါတို့နိုင်ငံမှာစစ်တပ်အာဏာသိမ်းထားတာနှစ်ပေါင်း80ကျော်ကြာလာလို့ဒီစစ်တပ်ဟာငါတို့တိုင်းသူပြည်သားတွေအပေါ်မှာ စေတနာတစ်စက်မှမရှိလို့နော်ငါတို့တိုင်းပြည်ဟာမလျင်ကျော်ပေါ်မှာတီးနေတာဒီလိုတီးနေတဲ့နိုင်ငံမှာဒီစစ်တပ်ဟာဒီလိုမျိုးတွေလုပ်နေလို့ဒီလိုမျိုးအတွေးခေါ်တွေပြည်သူတွေဝင်ပြီးတော့နော်အခုတိုင်းပြည်မှာတာဝန်ယူထားတဲ့ဆိုတော့ NUG အစိုးရလိုဟာမျိုးကလည်းပါဇက်ပြောတွေကိုရှော့ပြီးတော့လက်တွေ့ငါတို့ဘာလုပ်နိုင်မလဲငါတို့ပြည်သူလူထုကိုတည်င်းအမှန်အကန်တွေဘလို့ပေးမလဲဟိုအတူပီအောနေတဲ့လူတွေလည်းပါဇက်ပိတ်ထားမင်းတို့ကဟိုဘအတူပီဝင်မှုသာပြောနေတာကယ်ဆယ်ရေးအတွက်တောင်မှမင်းတို့ဘာမှလုပ်နိုင်တာမဟုတ်ဘူးမင်းတို့တိုက်တွန်းလို့တောင်ရတာမဟုတ်ဘူးအဲ့လိုမျိုးဖြစ်နေတာ စစ်တပ်ကိုလာပြီးတော့တိုက်မဲ့အတူပီကိုမပြောနဲ့မင်းတို့အခုအကူအညီတွေရမယ်ဆိုပြီးတော့ပြောနေတာတော့မှမင်းတို့ပြောလို့ရတာမဟုတ်ဘူးဒီတော့ NUG အနေနဲ့လည်းအခုနိုင်ငံတကာနဲ့စစ်တပ်နဲ့ဆက်ဆံမဲ့ကိစ္စတွေမှာဘလုံမျိုးစစ်တပ်ဘက်ကိုပို့ပြီးတော့ရိမ့်ညံ့သွားမဲ့ကိစ္စတွေနေပြည်တော်ပဲအကူအညီရမယ်ကိစ္စတွေကိုဘလုံမျိုးပြည်သူလူထုတကယ်ပြည်သူလူထုရဲ့လက်ထဲကိုရောက်အောင်ဘလို့လုပ်မလဲ ကျွန်တော်တို့ PDF တွေအခုကူညီခြင်းနဲ့ EAO တွေထဲမှာလည်းလူငယ်တွေဂျဲဘော်လူငယ်တွေအများကြီးပဲအကုန်ကူညီခြင်းနဲ့သို့တော့ဒီမျိုးတွေဝင်ပြီးတော့ကျွန်တော်တို့ကူတော့ကယ်လို့မရဘူး UNG ပြောနေသလို90ရာခိုင်နှုန်း95ရာခိုင်နှုန်းတွေပိုင်းနေတယ်ဆိုပေမဲ့တကယ်လူတွေအများဆုံးနော်လူတွေအများဆုံးကိုအုတ်ချုပ်နေတာစစ်တပ်ဖြစ်နေတယ်အဲ့ဒီစစ်တပ်ကိုငါတို့ဘယ်လိုမျိုးချမလဲ ဒီစစ်တပ်ရှိနေလို့ရှိလို့ရှိရင်ငလျင်ကျော်အပေါ်မှာရှိနေတဲ့ဗမာပြည်ကြီးကဒါမျိုးတွေနောက်နှစ်ပေါင်း90ဖြစ်လာမယ်နောက်နှစ်ပေါင်းတရာကြရင်ဖြစ်လာအောင်မှာပဲဆိုတဲ့ဟာလေး ਨੇ ဒီလိုမျိုးစိုးရိမ်စိတ်တွေ ਨੇ နေနေတဲ့ကိစ္စကိုဒီစစ်တပ်ကငါတို့ဘလို့တိုက်မလဲဆိုတာဒီငလျင်ရဲ့နော်ဒီငလျင်မှာဖြစ်ပျက်နေတဲ့ အနိဋ္ဌာယုံနေအခုချိန်ထိမြေအောက်မှာအရှင်လက်လက်မြုပ်နေတဲ့အမြုပ်ခံရတဲ့လူတွေကယ်လို့မရသေးတဲ့သူတွေဆင်းရဲနေတဲ့လူတွေစားစရာမရှိတော့တဲ့သူတွေမိဘပျောက်သွားတာအဖေပျောက်သွားတာမိန်းမပျောက်သွားတာတငယ်ချင်းပျောက်သွားတာဒီလိုမျိုးလူတွေရဲ့ခံစားချက်တွေကိုဖြည့်ဆည်းနိုင်ဖို့အတွက်ဒီငလျင်သင်္ကန်းစာကိုယူပြီးတော့ငလျင်ကမန္တလေးမှာဖြစ်တာဗျာမန္တလေးမှာကယ်ဆယ်ရေးလုပ်ပေါ့ မလျင်ရစကိုင်းမှာဖြစ်တာဗျာစကိုင်းမှာကဲဆယ်ရေးလို့ပေါ့ပြင်စီရေးတွေလို့ပေါ့ကြံနဲ့ကိုတိုက်ရမယ့်နေရာမှန်သမျှမှာတော့ကိုတိုက်ပြီးတော့ဒီစစ်တပ်ကိုအမြင့်ပြတ်အောင်ခြေမုံရပါကိုအလုတ်ကို ကိုလုတ်ကြပါနော်ကဲတဲ့လူလည်းကဲတိုက်တဲ့လူလည်းတိုက်နော်ကဲတဲ့လူလည်းကဲတိုက်တဲ့လူလည်းတိုက်ငိုတဲ့လူလည်းငိုနော်ထောက်ပတ်နိုင်တဲ့လူလည်းထောက်ပတ်ဒီလိုမျိုးနဲ့ကျွန်တော်တို့နိုင်ငံကြီးကိုတိဆောက်ကြပါလို့ပြောရင်းနဲ့ဒီငလျင်ကို နော်သင်ငန်းစာယူကြပါခမားတို့ပြောသလိုတရုတ်ပြည်ကလည်းအိမ်ကြီးချင်းအဖြစ်ကနေရွှေ့လို့မရသလိုဗမာပြည်ကလည်းငလျင်ကျော်အပေါ်ကနေရွှေ့လို့မရဘူးဒီစစ်တပ်ကိုကျွန်တော်တို့ဒီဆရာနာရှင်ကိုကျွန်တော်တို့မနိုင်သေးွေးကဒီနေ့ပြီးသွားတယ်နောက်နှစ်90ကြာထတ်ကြအောင်နောက်နှစ်တရာကြာထတ်ကြအောင်နောက်နှစ်တထောင်ကြာထတ်ကြအောင်အဲ့တော့ဒီစစ်တပ်ကိုအနိုင်တိုက်ကြပါကဲတဲ့လူလဲကဲပါ ကဲရဲကဲတဲ့လူတွေလည်းကဲကြပါကူတဲ့လူတွေလည်းကူကြပါငိုတဲ့လူတွေလည်းငိုကြပါလွမ်းတဲ့လူတွေလည်းလွမ်းကြပါသို့တော့တိုက်ရတဲ့လူတွေလည်းတိုက်ကြပါပြောရင်လည်းဒီ life ကိုညီကုန်းချုပ်ပါတယ်အားလုံးပဲဆရာနာရှင်စနစ်ကိုအမြန်တိုက်ပြီးတော့ကျွန်တော်တို့တွေမိသားစုတွေပြန်ပြီးတော့မြန်မြန်ဆုံကြပါစေမရှိတဲ့သူတွေကိုလည်းကျွန်တော်တို့လွတ်လွတ်လပ်လပ်လွမ်းနိုင်ကြပါစေလို့ပြောရင်လည်းညီကုန်းချုပ်ပါတယ်ကျေးဇူးအများကြီးတင်ပါတယ်